Facebook ကဝင်ငွေရစေမဲ့ page တစ်ခုဖောက်ဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်တယ်လဲပြီးတော့မြန်မာပြည်ကနေပြီးတော့ကောကျွန်တော်တို့ page ဖွင့်လို့မရဘူးလား country တွေကဟောဘယ်လိုမျိုး eligible ဖြစ်အောင်ဘယ်လိုဖောက်ရမလဲစတဲ့စတဲ့မေးခွန်းတွေကျွန်တော်ကိုလာမိတယ်အဲ့တော့အဲ့ဒီအတွက်ကျွန်တော် DVR နဲ့ဖြေပေးပါမယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါလေးမဖြေခင်เนาะ page ကစီမင်းစည်းကမ်းနေရှိပါတယ် page တစ်ခုဝင်ဝင်ရအောင်ဆိုလို့ရှိရင် Facebook ကပေးတဲ့ဒီစီမင်းစီကံညီဖို့လိုတယ်အခုချိန်မှာတော့အတိအကျတော့ပြမထားပါပဲတေချာတာကတော့ country eligible ဖြစ်ဖို့ကတော့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်မှာနေတဲ့သူတွေတော်တော်များများအာ page ဖွင့်တိုင်းငွေမရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုပြောမှာကမြန်မာပြည်ကနေပြီးတော့ငွေမရဘူးလဲပြောတယ်ဟလာကြော်ခွားပြီဘယ်လိုဖောက်အောင်လဲဆိုတော့အဖြေကရှိပါတယ်အဲ့ဒါတွေလုံးလေးတော့ကျွန်တော်ခုပြပါမယ် ဒါကြောင့်ကျွန်တော်တို့က country eligible ဖြစ်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်မာပြည် location တွေကိုဟိုက်ရမှာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီကိုယ့်ရဲ့ page ဖောက်မဲ့ account profile account เนาะအဲ့ဒီ account ကမြန်မာပြည်ဖြစ်လို့မရအောင်အဲ့ဒါကိုကျွန်တော်တို့ကကိုနေချင်းတဲ့နိုင်ငံအဲ့ဒီနိုင်ငံတွေဖြစ်အောင်လို့ကြော်ခွာလို့ပါတယ်။အရင်ဆုံးဘာကိုလိုရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ phone application မှာเนาะ Facebook application ကိုကြည့်ပါ။ဒီ Facebook application ရှိတယ် ဲ့ဒီကောင်လေးကိုကျွန်တော်တို့ကဖိထားလိုက်ဖိထားတာနဲ့ညာဘက်အစွန်လေးမှာ app info ဆိုတာရှိပါတယ်အဲ့ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးတာနဲ့အဲ့ဒီမှာကျွန်တော်တို့เนาะဒီမှာဆိုလို့ရှိရင် permission ဆိုတာရှိပါတယ်ဒီ permission လေးကိုနှိပ်လိုက်အဲ့ဒီမှာအောက်လေးကိုနည်းနည်းဆွဲလိုက်ဆွဲလိုက်လို့ရှိရင်အဲ့ဒီမှာ location ဆိုတာရှိတယ်အဲ့ဒီ location ကိုကျွန်တော်တို့ကလုံးဝเนาะ don't allow lock ဆိုရဲ lock အဲ့ဒီမှာဖုန်းအမျိုးအစားမတူရင်တော့နည်းနည်းကွဲပြားနေနိုင်မယ်။တိုးတော့လေအဲ့ဒီ permission ကိုကျွန်တော်ကအလောင်းပေါ့နော်ခွင့်ပြုချက်မပေးဘဲနဲ့ပိတ်ထားရမှာဖြစ်ပါတယ်။ပထမဆုံးတစ်ချက်အဲ့လိုလုပ်ရပါမယ်။အဲ့တော့ဒုတိယတစ်ချက်ကကြာတော့ကျွန်တော်ရဲ့အခုလက်ရှိပေါ့နော်ကျွန်တော်တို့သုံးနေတဲ့ account ဘယ်နိုင်ငံရမယ်ဖွင့်ဖွင့်ကြိုက်တဲ့နိုင်ငံရဖွင့်မြန်မာပြည်ရပဲဖွင့်ဖွင့်နော် Facebook eligible မဖြစ်တဲ့ country ဖြစ်နေစေပါစေပေါ့နော်အဲ့ဒါကိုအရင်ဆုံးကျွန်တော်တို့ကစစ်ရမယ်။ နော်စစ်ရမယ်စစ်တော့အရင်ဆုံးကျွန်တော်ဘယ်လိုသွားမလဲဆိုလို့ရှိရင်ဒီဟိုဟာကိုနှိပ်လိုက်ပါနော် Facebook ကိုနှိပ်လိုက်ပါနှိပ်ပြီးတာနဲ့သူ့ရဲ့ setting ထဲကိုဝင်လိုက်ပါနော်အကောင့်ထဲကနေမှ setting ထဲကိုဝင်လိုက်ပါ setting ထဲကနေမှကျွန်တော်တို့ရဲ့အကောင့်ရဲ့အမှ search setting ဆိုတာရှိတယ်အဲ့ဒီမှာ access information ကိုရှာလိုက်ပါ acce access access အမှ access your information ဆိုတာအပေါ်ဆုံးမှာပေါ်နေတယ်။အဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက်မယ်။ခဏဆောင်။ပြီးတာနဲ့ကျွန်တော်ရဲ့ဒီမှာပေါ့နော်။အာ see more recent activity ဆိုတာရှိရပေါ့နော်။အဲ့ဒါလေးကိုနှိမ့်လိုက်။အဲ့လိုက်ပြီဆိုတော့ ਨੇ ဒီမှာ primary location ဆိုတာပေါ်နေတယ်အခုရဲ့ကျွန်တော်အကောင့်တည်ဒါကဘန်ကောက်ကနေမှကျွန်တော်ဟို ယူထားတဲ့ account တစ်ခုဖြစ်ပါတယ်เนาะဘဏ်ကောက်မှာနေတဲ့လူတယောက်ဆီကကျွန်တော်တောင်းထားတာဖြစ်ပါတယ်အကယ်၍ကိုကမြန်မာပြည်မှာနေပြီးတော့เนาะမြန်မာကနေဖွင့်ထားတဲ့ account ဆိုရင်ဒီနေရာမှာရန်ကုန်သို့မဟုတ်မန္တလေးစသည်အဖြစ်ဒီမြန်မာပြည် location တွေပေါ်နေမှာဖြစ်ပါတယ်အဲ့တော့မစိုးရင်ပါနဲ့အဲ့ဒါကိုကျွန်တော်ပြောင်းမယ်နေလောက်ကျွန်တော်ဆက်ပြမယ်ပေါ့เนาะအဲ့တော့နောက်လေးကိုပြန်သွားလိုက် back cloud လေးနဲ့ပြန်သွားရင်ခုနကတည်းက search ရှာတဲ့နေရာလေးမှာပဲကျွန်တော်တို့က အဲ့ဒီမှာအစ်စ်ပြန်ရိုက်ရှာမယ်နော် VOD ပေါ့ VOTING ပေါ့နော် remainder ဆိုတာရှိပါတယ်အဲ့ဒီ remainder လေးကို bottom remainder ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့အဲ့ဒီမှာ location ဆိုတာရှိတယ်အောက်မှာ your location က Bangkok လို့ပြနေတယ်ဒါကကျွန်တော်က Bangkok ဖြစ်နေလို့ပြတာတကယ်လို့လာကြည့်တဲ့သူတွေကမြန်မာဆိုရင်မြန်မာဖြစ်နေတယ်ပဲပေါ့နော်အဲ့တော့အဲ့ဒီမှာညားမြားလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့က Bangkok ဆို Bangkok ပေါ့နော် အဲကိုလိုချင်တဲ့နိုင်ငံပေါ့နော်ကိုကအဲ့ဒီကနေမှငွေတွေထုတ်ချင်တယ်မလေးရှားဆိုမလေးရှားစင်ကာပူဆိုစင်ကာပူစသည်အဖြစ်အဲ့ဒီနိုင်ငံတွေရဲ့ဒီမြို့ဆိုမြို့ပေါ့နော်အဲ့ဒီနိုင်ငံကိုကျွန်တော်တို့ကထည့်ရမှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ BNG KOK Bangkok ပေါ့နော် Bangkok ဆိုရင် Bangkok နဲ့ဆိုင်တဲ့ဒီမှာ location တွေအများကြီးကြလာပြီပေါ့နော်အဲ့ဒီ location ကိုကျွန်တော်တခုကိုရွေးထားလိုက်နော်ရွေးပြီးတော့နော်အဲ့ဒါလေးကိုစေထားလိုက်ကျွန်တော်ကတော့ Bangkok ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မရွေးတော့ဘူး ရွေးတဲ့အခါကျတော့အဲ့ဒါလေးထားလိုက်ထားပြီးလို့ရှိရင်ကျွန်တော်တို့ကဒါကိုနေခြင်းတဲ့နိုင်ငံကို book လုပ်ပြီးသွားပြီ Facebook ကိုငါဒီနိုင်ငံကိုငါ location ထားခြင်းပါတယ်ဆိုတော့အတိပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒါတစ်ဆင့်နောက်တစ်ဆင့်ပြီးသွားပြီပေါ့နော်အဲ့တော့နောက်ဆုံးအဆင့်ကကြတော့အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းပြောင်းလာဆိုတော့မပြောင်းပါဘူးအဲ့ဒီနိုင်ငံပြောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ location သို့မဟုတ်ကျွန်တော်တို့ဒီဒီ IP address တွေပေါ့နော် အင်တာနက်အသုံးပြုမှုတွေ IP address တွေကထိုင်းနိုင်ငံဖြစ်ဖို့လိုတယ်ထိုင်းနိုင်ငံဖြစ်ဖို့လိုတာဖြစ်တဲ့အတွက်အဲ့ဒီနေရာရောက်ဖို့ဆိုရင်ကျွန်တော် VPN ခံသုံးရမယ်နော် Okay အဲ့တော့အဲ့ဒါလေးသုံးပြီးတော့ကိုနေချင်တဲ့နိုင်ငံ location ကိုအများအားထောက်ထားပါထောက်ထားပြီးတော့အဲ့ဒီအဲ့ဒီမှာကျွန်တော်တို့ကအများအား post တင်တာတွေနော်စတင်တာတွေကိုအဲ့ profile အကောင့်မှာအရင်ဆုံးလုပ်ပါအချိန်ဘယ်လောက်လောက်ရမလဲဆိုရင်တော့အနည်းဆုံး2ပတ်တလအဲ့လောက်တော့လုပ်တင်နေလုပ်တဲ့အခါတိုင်းမှာလည်း post တင်တိုင်း location ထည့်ပါ location ထောက်တဲ့နေရာလေးရှိပါတယ်အဲ့ဒီမှာထိုင်းနိုင်ငံထိုင်းနိုင်ငံအဲ့ဒီမှာစားတောက်ဆိုင်ဆိုစားတောက်ဆိုင်စသည်အဖြစ်တင်တဲ့ဟာလေးတွေကိုထည့်ထည့်ပြီးတင်ပါအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ Facebook account ဒီထိုင်းနိုင်ငံဖြစ်လာပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်မလုပ်လို့ရမယ် page ဖွင့်လိုက်ပါ page စပြီးဖွင့်လို့ရပြီအဲ့တော့ page ဖွင့်တဲ့နေ့လမ်းမှာကျွန်တော်တခါလေးပြလိုက်မယ်နော် page ဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account ရှိတယ်ပေါ့နော်ဒီ account ထဲမှာ setting နဲ့တော့ပေါ့နော် setting profile ကိုဝင်လိုက်ပါ ဝင်ပြီးတော့ဒီမှာနော် face ဆိုတာရှိတယ်ပေါ့နော် face ဆိုတာရှိတယ်အလံတိုင်းလေးနဲ့အဲ့ဒီဟာလေးနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့အပေါ်လေးထောက်မှာ create ဆိုတာရှိတယ်ပေါ့နော် bevel အစွန်ပေါ်လေးထောက်မှာ create ဆိုတာရှိတယ်အဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့သူတောင်းတဲ့ဟာလေးတွေဖြည့်ပါနော်ဓာတ်ပုံလေးတွေတင်နာမည်လေးတွေပေးပေးပြီးတော့နော်အဲအဲ့ဒါလေးဆက်လုပ်သွားပါအဲ့ဒီမှာတခုပြောချင်တာက page ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ profile နေမှာအဲလိပ်စာတွေပြီးရင်ဖုန်းနံပါတ်တွေအဲ့ဒါတွေတောင်းနေပေါ့နော်အဲ့ဒါတွေမဖြစ်နဲ့ဒီတိုင်းပဲထားအဲ့ဒီမှာအဓိကကတော့မြန်မာနဲ့ပတ်သက်တဲ့ content တွေဘာမှမထည့်ပါနဲ့ဖုန်းနံပါတ်တွေရောလိပ်စာတွေရောဘာမှမထည့်နဲ့တခြားသောကျွန်တော်တို့ TikTok account ရှိတာပဲဖြစ်ဖြစ် YouTube account ရှိတာပဲဖြစ်ဖြစ်အဲ့ဒါတွေကိုထည့်လို့ရတယ်အဲ့ဒါတွေကိုမထည့်လဲနောက်မှထည့်တယ်ရတယ်ကိစ္စမရှိဘူးအဓိကကအဲ့လို page create လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ page ရဲ့ status မှာတွားကြည့်လို့ရတယ် တော့ကျွန်တော်ဖောက်ထားတဲ့ page ကိုကျွန်တော်ပြမယ်ပေါ့နော်ဒါကကျွန်တော်အဲ့ဒီ time location account နဲ့ဖောက်ထားတဲ့ page ဖြစ်ပါတယ်။အဲ့ဒီ page ထဲမှာဆိုရင်ဒါကเนาะကျွန်တော်ဆိုရင်ဒါ0 like 0 follower page brand new အစ်စ်ဖြစ်ပါတယ်။เนาะဒီမှာဆိုကျွန်တော် post တောင်မှပဲဘာမှမတင်ရသေးဘူးပေါ့เนาะ profile ပဲပုံမဲ့တင်ရပါသေးတယ်။အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့เนาะ အဆက်30လေးနှိပ်လိုက်မယ်နှိပ်ပြီးတော့အဲ့ဒီမှာတတိယမြောက်မှာ face status ဆိုတာရှိပါတယ်အဲ့ဒီ status လေးကိုနှိပ်လိုက်เนาะနှိပ်လို့ရှိရင်အဒီမှာ page has no issue ဆိုပြီးပြနေတယ်เนาะအစိမ်းလေးဖြစ်နေတယ်အဲ့ဒါဒီကောင်းတယ်နောက်တစ်ခုကကြတော့ဒီမှာ recommendation active ဖြစ်နေတယ် monetization ကတော့ no eligible ဖြစ်နေတယ်ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ဒီဘာ post မှာလဲမတင်ရသေးဘူးဘာမှလည်း like တွေ follower မရှိသေးတာဖြစ်တဲ့အတွက်ဒီကောင်မှာ monetization က active ဖြစ်ဖို့ဆိုရင် post တွေတောက်လျှောက်တင် read တွေများများတင်တစ်လောက်အပုတ်30 40ရအောင်သာတင်တော့အဲ့လိုတောက်လျှောက်တင်ပြီဆိုရင်ဒါရပြီပေါ့နော်ဆိုတော့ detection နဲ့နော် detection နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ဘာလို့စစ်မလဲဆိုရင် professional dashboard ကိုနှိပ်လိုက်ပါနှိပ်ပြီးတာနဲ့ဒီမှာနော် monetization ကိုတစ်ချက်နှိပ်လိုက်အဲ့လိုဆိုရင်ဘာတွေပွင့်နေမလဲပေါ့ အဲ့ဒီမှာကျွန်တော်က not yet eligible ပြနေရနော်သို့တော်လည်း country eligible ကိုကျွန်တော်ကဒီမှာပြောပြတာဖြစ်တဲ့အတွက်အရင်ဆုံး star ကိုကြည့်လိုက် star ဒီတော့ခန့်နေတော့မယ်သို့တော်လည်း star ကိုနှိပ်ကြည့်လိုက်နှိပ်ကြည့်လိုက်လို့ရှိရင်နော်သူ့မှာ eligibility criteria ဆိုတာက star point ဖို့အတွက်လိုအပ်တဲ့လိုအပ်ချက်တွေသူ့မှာအချက်၄ချက်ပြထားတယ်ပရမသုံးတစ်ချက်ဒီ content monetization policy ဘာကြောင့်လဲအဲ့ဒီ content monetization policy ဒီကျွန်တော်တို့ ာရန်လိုက်လာမဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်တို့ကညီတယ်ပေါ့ဗျာကျွန်တော်ကဘာပို့စ်မှမတင်ရသေးတဲ့အတွက်ဒါညီလွတ်လပ်နေတယ်မှန်နေတယ်ကောင်းနေတယ်အဲ့အတွက်သူကအစိမ့်ပြထားတယ်နောက်တစ်ခုအဓိကချက် you resident in an eligible country eligible နိုင်ငံမှာမင်းနဲ့เนาะ eligible ဖြစ်တဲ့နိုင်ငံမှာမင်းနေထိုင်နေပါတယ်ဆိုပြီးတော့သူကပြောနေတယ်เนาะဆိုတော့ကျွန်တော်တို့ဒါဒီကျွန်တော်အရင်ဆုံးပြောတယ်เนาะမြန်မာပြည်မှာနေပြီးတော့ eligible country eligible ဖြစ်တဲ့ page တစ်ခုကိုကျွန်တော်အောင်မြင်စွာဒါဖောက်လိုက်တယ်ဆိုတော့တက်တည်ပဲပေါ့နော်အဲ့တော့နောက်နှစ်ခုကတော့ follower ရဲ့ပြီးရင်ရက်30အတွင်းမှာ profile မှာ follower ရှိရမယ်နော်အဲအဲ့လိုမျိုးပေါ့နော်အဲ့နှစ်ချက်ကတော့ကျွန်တော်တို့ကြိုးစားရမှာဖြစ်ပါတယ် follower ရဖို့ကတော့ကိုယ့်ရဲ့ video content တွေ reach တွေများများတင်တင်တိုင်းလဲ reach ဖြင့်ပြီးရောဆိုတဲ့ပုံစံမျိုးဟုတ်ဖက်နဲ့လူတွေကြိုက်နှစ်တတ်တဲ့ content တွေဖန်တင်ရင်ဒီ follower ဆိုတာကခဏလေးနဲ့ပြည်လာမှာဖြစ်ပါတယ် အဲ့ဒါဆိုရင်ကျွန်တော်တို့က star အရင်ဆုံးပွင့်သွားမှာဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဒီ criteria လေးကိုမိသွားပြီဆိုတာ ਨੇ Facebook မှာ star စပွင့်ပြီ star စပွင့်ပြီဆိုရင်ဘာဖြစ်လဲ pay out ချိန်လို့ရပြီသို့တော်လည်းကျွန်တော်ရှေ့ video မှာပြောခဲ့သလို star ပွင့်ရုံနဲ့ pay out မချိန်ပါနဲ့ဘာကြောင့်လဲဆိုတော့ star စပွင့်တယ်ဆိုတဲ့အရေးမှတ်ဒီကျွန်တော်တို့တွေဒီဒါ Facebook စီးမင်းစီကန်းကိုလိုက်နာနေတယ်နော်ဝင်ငွေတွေရတော့မယ်ဆိုတော့အရေးမှတ်ဖြစ်ပါတယ်ဒါကြောင့်မလို့မလောသေးပါနဲ့ဟုတ်တကယ် Facebook ကပတ်စံရတာဒီကျွန်တော်တို့ဒီအောက်မှာရှိတယ် content monetization ဆိုတာဖြစ်ပါတယ်လောလောဆယ်ကျွန်တော်ရဲ့ page ကလုံးဝ brand new ဖြစ်တဲ့အတွက်အဲ့ဒီဟာမပေါ်ပါဘူးလောလောဆယ်လည်းဘာမှရမှာမဟုတ်သေးပါဘူးဒါကတော့ဒါပုံမှန်ပါပဲဆိုတော့ content monetization ဆိုတဲ့ CM နော် startup တွေပေါ်လာပြီးဆိုမှ payout ချိန်ပါเนาะအဲ့ဒီဟာမတိုင်ခင် star point နဲ့ဆိုပြီးတော့လည်းသွားမချိန်ကြပါနဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီ content လေးမှာပြောချင်တာက Facebook ကနေပတ်စံရဖို့အတွက် country eligible နိုင်ငံเนาะလွတ်မြောက်နိုင်ငံ အဲဘယ်လိုပြောရမလဲ eligible ဆိုတာခွင့်ပြုတဲ့နိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်တို့ခွင့်မပြုတဲ့နိုင်ငံတွေဘယ်လိုဖောက်ရမလဲဆိုတာလည်းဒါသင်ပေးလိုက်ခြင်းဖြစ်ပါတယ်နားမလည်ဆိုရင်တစင်ချင်းပြန်နားထောင်ပါเนาะဒီမိကုန်းတွေဒီကျွန်တော်ကိုချက်ပေါက်မှာဖန်တရားတရားလာမင်းနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမိကုန်းတွေကျွန်တော်ဖြည့်ပေးလိုက်ပါတယ်ဟုတ်ပြီအဲ့တော့ CN ပွင့်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်မိကုန်းတွေလည်းအများကြီးပြောပါတယ်ကျွန်တော်ကလည်း CN ပွင့်တဲ့အထိပတ်စံပေးပါမယ်ဆိုပြီးတော့လာအပ်တဲ့သူတွေလည်းရှိပါတယ်ပြောချင်တာကကျွန်တော်တင်တဲ့တင်တဲ့ဒီ content creation တင်တဲ့ဖြစ်ပါတယ် စီရန်ပွင့်ဖို့ကကိုယ်တိုင်စူးစမ်းရတာပါအဲ့ဒီဟာအတွက် content creation ကကျွန်တော်တို့ကောင်းကောင်းလုပ်တတ်ဖို့လိုတယ်လူစိတ်ဝင်စားအောင်လုပ်တတ်ဖို့လိုတယ်ဗီဒီယိုတွေတင်တိုင်းမှာလူစိတ်ဝင်စားမှဗီဒီယိုဖြစ်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ make money as a content creator class ကိုဝင် join ပါဒါဆိုလို့ရှိရင်တော့ content ကောင်းကောင်းဖန်တီးတတ်မယ် content ကောင်းကောင်းဖန်တီးတတ်လို့ရှိရင်နေ့စဉ်နဲ့များတင်ရင်းနဲ့မှ content monetization ဆိုတဲ့ဒီဆက်ထပ်လေးပေါ်လာမှာဖြစ်ပါတယ်ပေါ်လာလို့ရှိရင်ဗာဆက်လို့မလဲပေးအောင်ချိန်ပြီးတော့ကျွန်တော်တို့တက်ဆောင်တောက်ဆောင် post တွေတင်ရင်းထဲမှာဝင်ဝင်ရလာမှာဖြစ်ပါတယ်အဲ့တော့ Facebook ရဲ့ process အစားဆုံးဒါအခုဒီတပုတ်ထဲထဲနဲ့ကျွန်တော်ပြောလိုက်သလိုဖြစ်သွားပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အခုချက်ချင်းလို့အခုချက်ချင်းရတဲ့ကိစ္စတော့မဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကစ조사အားထုတ်မှုလိုတဲ့ကိုရက်ထက်ကိုအစအဆုံးတော့လာပြီးတော့မလုပ်ခိုင်းပါနဲ့။နော်ကိုရက်ထက်အဲ့လိုမျိုးအစအဆုံးတော့လုပ်မပေးပါဘူး။ကိုပါတာကို조사ပါ။နော်ကိုပါတာကို조사မှရတာပါ။ကျွန်တော်လုပ်ပေးလို့မရပါဘူး။ကျွန်တော်လုပ်ပေးနိုင်တာကဗီဒီယို content စိတ်ဝင်စားဘယ်လိုဖန်တီးရမလဲ ဘလို့တွေနော်ပတ်စံရလာရင်ရောဘယ်ဘန်တွေနဲ့ချိန်ရမလဲဘသူတွေနဲ့ချိန်ဆက်ရမလဲဆိုတဲ့ဟာတွေကျွန်တော်ကပြသပေးတာဖြစ်ပါတယ်လမ်းညွန်ပေးတဲ့သူပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တင်တဲ့ဗီဒီယိုရဲ့ရည်ရွယ်ချက်ကိုအားလုံးသဘောပေါက်သွားမယ်ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့နဲ့တကယ်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေရောတည်အောင်လို့ share သွားပေးပါနော် group တွေလည်း share ပေးပါအာကျွန်တော်ရဲ့ page ကိုလည်း follow ပေးသွားကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးဒီဗီဒီယိုလေးကြည့်ပြီးတော့အဆင်ပြေကြပါစေကျွန်တော်ရက်ထပ်ပါ